ားလုံးမင်္ဂလာပါဒီတစ်ပတ်အတွက်ကောင်းကင်တစ်ခုဆက်ဆောင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ကောင်းနေမကောင်းလို့မှစိတ်တည်မကြိုက်ဘူးလို့ဆိုရဲကောင်းကင်ဖြစ်ပါတယ်ဒါကလည်းဒီဆီမွန်တချိုရဲ့ဆောက်ထဲကဆောက်မှတ်လို့ဖြစ်ပါတယ်ဆိုတော့အဲ့ဒါကရောဗာအတိပဲလေဆိုတော့နောက်ထပ်ကြည့်ကြအောင်ပါတမီတမီကစာဖတ်တဲ့သူစောင်းတိကိုချစ်တဲ့သူမနဲ့ရွေးဆိုတဲ့စာရေးဆရာကြီးကိုတော့ကျောင်းမှာအမှန်ပဲပေါ့ မြမစာပေအကြောင်းကိုပြောတဲ့အခါဆရာနဲ့နဲ့ဆိုတာကဘလုံးမှချင်းချင်ထားခဲ့လို့နေရတဲ့ဆိုင်းဆရာကြီးတယောက်ပဲလေပင်ကိုရေးတဲ့ဝတ္ထုတွေကလည်းများမှများဘာသာပြန်လေးဆိုရဲဟောတအုပ်ဟောတအုပ်စာပေသဘောတရားတွေမြမဝတ္ထုအမျိုးလေးကဘာစာပေမိတ်ဆက်တွေဖတ်ဆရာမှတ်ဆရာတွေကိုအားကောင်းမှုတန်ထားရခဲ့တဲ့ဆိုင်းဆရာကြီးပါလေတမီး ပြီးရင်မိုးဝေမဂ္ဂဇင်းလိုရွှေနီမဂ္ဂဇင်းလိုနမဲကျော်မဂ္ဂဇင်းကြီးတွေကိုလည်းရေလောင်းပေါက်တဲ့ပြည့်စုံပြုထောင်ခဲ့တဲ့လူပုဂ္ဂိုလ်တယောက်ပဲပေါ့တမီးပေပေနဲ့ဆရာနတ်နယ်ကရင်းနှီးပါတယ်ပေပေတို့အင်ကိုတောင်ဆရာနတ်နယ်ဝင်ထွက်တော့လာခဲ့ပြီးတော့ဥစ္စာပဲလေပေပေစာတွေကိုလည်းဆရာကသူ့လုပ်တဲ့စာအုပ်တွေထဲမှာထည့်ပူးတာပေါ့ပင်ပင်ပါပါနရွက်ကာကာလူကလည်းတည်တည်ငြိမ်ငြိမ် နေရထိုင်တာမှာတိတ်ကိုတည့်ရက်တည်ကြတဲ့ဆရာကိုတစ်ချက်မှာတော့ဖေဖေဆွေးသားမိတယ်တမီးရဲ့အခုဖေဖေကတမီးကိုအဲ့ဒါပြောပြချင်တယ်။အင်းအဲ့ဒီနေကမိုးရီတလဟောရွာတဲ့နေ့တနေ့ပေါ့34လမ်းထဲမှာရှိတဲ့ဆရာမကဆင်းရုံးခန်းကလေးတဲ့ကိုဖေဖေရောက်သွားတဲ့အခါရေရည်နဲ့ရွှဲနေနေတာမို့ထီးဟိုတော်အခန်းထဲကိုယူမသွားဖြစ်တော့ပဲအပြင်မှာပဲထောင်ထားပြီးခဲ့ပါတယ်။ ရန်ကုန်မိုးကားဖြင့်တင်းလိုက်တာလေဆရာဇပွဲမှာထိုင်ပြီးတဲ့အခါဟိုဟိုတီတီတွေပြောနေကြရင်လည်းနောက်တော့ဝတ္ထုလူဆရာမတယောက်ရဲ့အကြောင်းစီကိုရောက်သွားကြလေရောအနုပညာလက်ရာတို့အနုပညာရှင်တို့ဆိုတာတွေကဘယ်ရာမဆိုဘယ်သူမဆိုကြိုက်ခြင်းတွေမကြိုက်ခြင်းတွေလက်ခံခြင်းတွေလက်မခံခြင်းတွေရှိကြကြနေဖို့ဆင်းမှာလဲဘလို့သဘောထားတွေရှိတာဟာတဘာဝဓမ္မဓမ္မပါပဲ။ ။ဒါကြောင့်လဲဆရာကပြောမှုပါတယ်။သူ့ဝတ္ထုကမကောင်းဘူးဗျာတဲ့။ဆရာကရင်ထဲမှာရှိတာကိုပုတ်ပုတ်ပပလွတ်လွတ်လပ်ပဲပြောချလိုက်ခဲ့တာပါ။ပီပီကလည်းတူတူငါငါပြောနေကြစကားမျိုးကိုနားထောင်နေကြသဘောထားမျိုးနဲ့ပဲနားထောင်နေခဲ့တာပါ။ရင်ထဲမှာထူထူထပ်ချာမရှိနေပါဘူး။ဒါပေမဲ့ဆရာနဲ့နွယ်သူစကားကိုထွက်ဆက်လိုက်တဲ့အခါမှာတော့ဖေဖေကထူးရချားရပါလိမ့်ဒီတမီးရေဆရာကအေးကျွန်တော်စကားမှားသွားတယ်တဲ့ မကောင်းတာမဟုတ်ဘူးဗျာတဲ့ကျွန်တော်မကြိုက်တာတဲ့ဆရာအဲ့ဒါဆရာလွတ်လွတ်ရဲ့စကားတွေပါအဲ့ဒီနေရာမှာပဲဖီဖီစကားရဲ့နောက်ကတရားကိုညှိကြွားခဲ့တာပါစားတော့တခုခုအဝတ်ထည်အသုံးဆောင်တခုခုတခြင်းတဘုတ်ရုပ်ရှင်တကားဝတ္ထုတဘုတ်တဘောရာတရက်လူတရက်ရင်မြေဒေတာတခုကောင်းတယ်မကောင်းဘူးလို့ပြောဖို့ဆိုတာဟာတော်တော်ကိုခတ်ပါတယ်တမီးပြပေတို့တမီးတို့တွေဟာ ကမ္ဘာပေရန်ကြီးတွေမှာမဟုတ်တာလားဖေဖေတို့တမီးတို့ကြိုက်တယ်မကြိုက်ဘူးဆိုတာကတေချာတဲ့ကိစ္စကောင်းတယ်မကောင်းဘူးဆိုတာကမတေချာတဲ့ကိစ္စဆရာနဲ့ຫນွယ်နှုတ်ကိုစောင့်စည်းဖို့စီကံကလနာတက်လိုက်ပုံကိုဖေဖေဖြစ်ချက်ချင်းကိုအတူယူနေလိုက်တော့တာပါပဲ ီဝိတုမကောင်းနေအဲ့ဒီကြပြာကိုမကောင်းဘူးအဲ့ဒီမုံဟင်းကညံ့နေအဲ့ဒီရှမ်းခေါက်စဲမညံ့ဘူးအဲ့ဒီအဆူတော်တော်တယ်အဲ့ဒီပကြီးစရာအတော်ဘူးအိုးစက်သဖြင့်အချို့အရင်ပွားဝယ်ကိစ္စတွေကိုဖီဖီတို့ပြပြတသားကြီးတွေပြောချင်နေမိလိုက်ကြတာ 음ဆရာနဲ့နေပါပြင်ဆုံးသွားပြီးခဲ့တာဟာကြာပါပြီတခါတခါကောင်းနေမကောင်းဘူးပြောဖို့ရာကြုံလာတိုင်းပြပေဆရာကိုတတိယမိတဲ့အဲ့ဒီအခါနှုတ်ကလည်းအလိုလိုတတိသမစင်လေးကိုကတ်လို့ပေါ့ကျွန်တော်ကြိုက်တယ်ခင်ဗျကျွန်တော်မကြိုက်ဘူးခင်ဗျစသည်စသည် The Flower News Channel တွေ့မှတ်30 ်မှတ်90ဒီဇင်ဘာ2014မှာရေးခဲ့တဲ့ Channel Magazine တစ်ခုဖြစ်ပါတယ်။ဒီဟာရဲ့အဓိပ္ပာယ်ကတော့ကောင်းတယ်မကောင်းဘူးမှချိန်တယ်မချိန်ဘူးလို့နှောင်းစင်ရပါတယ်။ဆိုတော့ဒီမှာဆိုရင်ပြောရမယ်ဆိုရင်အာဘယ်ကိစ္စမဆိုဘဲအကြောင်းအရာမဆိုကောင်းနေမကောင်းဘူးလို့ဆုံးဖြတ်ချက်ချဖို့ရတာကဘာလို့ပြောရမလဲ မတည်ကြတဲ့ကိစ္စပေါ့နော်။နောက်ဖြစ်ပြီးဆိုတာကတခြားတယောက်ရဲ့အကြောင်းအရာနောက်ပြီးတော့သူ့ရဲ့အမြင်ဒါမှမဟုတ်ရင်အဲသူ့ရဲ့အကြောင်းအရာဖြစ်တယ်ပေါ့နော်။ကျွန်တော်ကျွန်တော်တို့ရဲ့ဘက်ကပြောမှာကကျွန်တော်တို့ကကြိုက်တယ်မကြိုက်ဘူးဆိုတာပဲပြောခွင့်ရှိပါလေ။တခြားတယောက်ရဲ့အကြောင်းအရာကိုကောင်းနေမကောင်းဘူး။ဆုံးဖြတ်နေအောင်ဒီကျွန်တော်တို့ကအာတခြားသူရဲ့တံမိုးထားမှုကိုကျွန်တော်တို့အာဆုံးဖြတ်လို့မရဘူးပေါ့နော်။ဒီမှာဆိုရင်ဆရာနဲ့နယ် သူဆုံးဖြစ်လိုက်တာပေါ့နော်ဝတ္ထုဆရာမတယောက်ရဲ့ဝတ္ထုအကြံကိုသူတို့ပြောကြရင်းနဲ့အာသူ့ဝတ္ထုကမကောင်းဘူးဗျာဆိုပြီးတော့ဆရာကအာစကားထွက်သွားတယ်ပေါ့နော်ဆိုအကောင်းနဲ့မကောင်းဘူးလို့ဆိုတာကအာသူ့ရဲ့အကြောင်းအရပေါ့နော်သူ့ရဲ့အပိုင်းအစဖြစ်တယ်ကိုကကိုကြိုက်လားမကြိုက်ဘူးလားဆိုတာကမတူဘူးလို့ပြောချင်တာပေါ့နော်အာကောင်းနဲ့မကောင်းဘူးဆိုတာကသူ့ရဲ့အပိုင်းကဏ္ဍဖြစ်ပြီးတော့ကိုကကြိုက်လားမကြိုက်လားဆိုတာကတော့ကိုရဲ့အာ ပိုင်းခံလာဖြစ်ပါဘူးပေါ့နော်အဲသူ့ဟာကောင်းသူဖြစ်စေမကောင်းသူဖြစ်စေဒါကသူ့ရဲ့လုံရက်နဲ့သက်ဆိုင်ပြီးတော့ကိုယ်ရဲ့စိတ်တွေကြိုက်ဘူးဆိုတာကတော့ကိုယ်လက်ခံရမယ့်အပိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့အမေရမဆိုဟိုသူ့သူ့အတွက်သူကတော့သူကကောင်းနေတယ်လို့ပြောလိုက်တဲ့အရာပဲဖြစ်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအဲကောင်းနေမကောင်းနေဆိုတာက အဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ဟိုပြောချင်ဖြစ်ပါတော့နော်ကျွန်တော်တို့ကြိုက်တယ်မကြိုက်ဘူးဆိုတာကတော့အာပုံမှန်နေလေအမြင်လာထင်တာပြုံးပြလို့ရတယ်ပေါ့နော်ဆိုတော့ဘယ်သူမှဆိုကိုယ့်ရဲ့အကောင်းဆုံးဟိုကိုယ့်ရဲ့ကောင်းတာတွေကိုပဲအာခြံထားခြံထားပြောချင်ကြတယ်အာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကလည်းပဲအာ तू तू ကကောင်းတယ်လို့ ယူဆလိုက်တဲ့ဟာကကျွန်တော်တို့အတွက်အာအဆင်မပြေတာလည်းဖြစ်စီဖြစ်သွားတယ်ပေါ့နော်အဲကို့အတွက်အဆင်မပြေတာနဲ့ပဲသူ့ရဲ့အရာကမကောင်းဘူးလို့ပြောလိုက်တာဟာအာတခြားတယောက်အတွက်အဆင်မပြေတဲ့အကြောင်းလည်းဖြစ်သွားတယ်ပေါ့နော်အဲသူ့ကိုနည်းနည်းအာပါအရင်ရိုးရိုးစီရပါတော့သူကကောင်းတယ်လို့ထင်ထားတဲ့အရာကိုကျွန်တော်တို့ကမကောင်းဘူးလို့ဆွဲပြလိုက်တာက ဒါမရှိတဲ့နေ့ကိစ္စမျိုးပေါ့နော်။အဲတိုက်တယ်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့ဆုံးဖြတ်ပိုင်နေရှိပါတယ်။အခုကျွန်တော်တက်ကတော့ဒီကတော့မကြိုက်ဘူးနော်။ကျွန်တော်လည်းအဆင်မပြေဘူး။အဲတခြားသူရဲ့ဟာကအဲ့ဒီတစ်ဖက်လူရဲ့ဟာကမကောင်းတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အတွက်အဆင်မပြေတာဖြစ်တာကြောင့်လို့ကျွန်တော်တို့ကမကြိုက်တာပါဆိုတော့အဲရင်ကြီးလိမ့်မှာဆိုတာညှင်းစုံလေးလိုပဲပြောမှာပေါ့နော်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်အကောင်းဆုံးလေးတစ်ခုမှပြန်လည်ဆုံးဖြတ်ချင်ပါတယ်။